ကျောင်းရကြပန်းအလူပွဲတွေလိုက်တဲ့ရင်အလွတ်တရရဲ့အသားယူခံလိုက်ရတဲ့ဖြစ်ဖြစ်တွေ နိုင်ငံကျောင်းဆက်လီဖြူဖြူတွေကတော့အောင်မြင်လာတာနဲ့အမျှပတ်စံရဖို့ဆိုရင်ရှေ့သမျှအလုပ်တွေအကောင်လုံးကိုလုပ်နေခဲ့ပါတယ်။အရင်ကလည်းမထုံမနှန်းတွေလုပ်ရင်းနဲ့ဂျုံထုတ်ပြခဲ့တယ်လို့အခုကမှလည်းကိုယ့်အစဉ်နှန်းကိုဆွဲချပြီးတော့ကြုံရကြပန်းငါးသမျှအလူပွဲတွေအကောင်လုံးကိုလိုက်တက်ပြီးနေခဲ့ပါတယ်။ဒီခါတလေမှာစင်ပေါ်တွေမှာမထုံမနှန်းတွေတချင်းတီဆိုနေတတ်ပြီးဝေးလံလာတဲ့အနေတွေကငားရင်တောင်အရောက်သွားပြီးတော့ဖျော်ဖြေပြီးတတ်ပါတယ်။ဒီလိုမျိုးပွဲတွေတပွဲပြီးတစ်ပွဲလိုက်ပြီးတော့တီဆိုဖျော်ဖြေပြီးရင်နဲ့သိန်း90တန်းမနေရရှိနေရကြောင်းလဲဖြစ် ဗျူတွေးကငါးသမျှအကုန်လက်ခံနေရဖြစ်ပါတယ်။ဒီလိုလက်ခံနေရင်တော့ရွာကအလူပွဲတစ်ခုမှအလူတရေကကြီးရဲ့အသားယူခြင်းကိုလည်းခံလိုက်ရတာကြောင့်လူပြောများနေခဲ့ပါတယ်။ ဖြဖြထွေးကတော့ပြေခဲ့တဲ့ရပိုင်းတုန်းကနေကအလူပဲတစ်ခုကိုလိုက်လံပြီးတော့ဖြောပြပေးခဲ့ရပါဒီလိုမျိုး၅ရက်နဲ့ပွဲတွေမှာဆိုရင်တချို့သူတွေကသူမကိုဆင်မြင့်ပေါ်မှာတက်ရောက်ပြီးတော့ဖြောပြခိုင်းကြတာတွေရှိပါတယ်တချို့လူတွေမှာဆိုရင်တော့အလူတရကကြီးတွေကသူတို့ရဲ့ဘေးနားမှာအလူပွဲကိုလှည့်လည်ဖို့အတွက်ဖြဖြထွေးကိုပတ်စံတွေအများကြီးပေးပြီးတော့ငားရက်တက်ကြပါတယ်အခုနောက်ပိုင်းမင်းသားမင်းသမီးတချို့ကလည်းဒီလိုမျိုးအလူတွေမှာလိုက်လံပြီးတော့ရှောက်လန်းပေးနေရကြောင်းဖြဖြထွေးကလည်းသူမလည်းအဆင်ပြေမယ်ထင်ပြီးတော့လက်ခံခဲ့ရပါဒါပေမဲ့မင်းသားမင်းသမီးတွေကတော့ဂုံတိတ်ခါရှင်းရကြောင်း င်အသားယူမခံရပါမယ်။ဖြူဖြူထွေးကတော့အလုတရေကကြီးရဲ့အသားယူရာကိုခံလိုက်ရပါတယ်။အလုတရေကကြီးကဖြူဖြူထွေးကိုငားရမ်းထားတဲ့ပတ်စံတွေနဲ့တန်အောင်ဆုပ်ပြီးတော့အခုလိုမျိုးလှုပ်ခဲ့ရပါ။သူနဲ့တူတူရွာတွေကိုလှည့်ပတ်ပြီးတော့အလုလှည့်မဲ့ချိန်မှာဘေးနားမှာဒီတိုင်းရက်မနေပဲသူ့ရက်လက်ကိုတေချာတွဲထားဖို့အတွက်ဖြူဖြူထွေးကိုခိုင်းခဲ့ရဖြစ်ပါတယ်။ သူရဲ့လက်ကိုတိတ်တိတ်ချာချတွဲထားပြီးတကယ်ဇနီးမယားတယောက်လိုမျိုးဘေးနာကနေအလူလိုက်လှဲ့ပေးဖို့အတွက်ပြောခဲ့ရပါဒါနဲ့ဖြည်းဖြည်းထွေးလဲလက်ကိုပါတွဲပေးရအောင်မလားဆိုပြီးတော့အံ့ဩသွားခဲ့ပါတယ်သူမအနေနဲ့ပုံမှန်ဆိုရင်ဒီတိုင်းတချင်းတိဆိုဖြောပြတာမျိုးပဲလုပ်နေရကြောင်းအသက်ကြီးကြီးအလူတရရဲ့ကကြီးရဲ့လက်ကိုတွဲပြီးတော့ဘေးနာကနေဇနီးတဲ့တယောက်နေနဲ့ရှောင်းလန်းရမှာကိုရှက်သွားခဲ့ရဖြစ်ပါတယ် ဒါပေမဲ့လည်းအလုဒရဲ့ကကြီးကဖြူဖြူထွေးကုန်ငားရံကအရန်များနေရာကြောင့်ငားရတာနဲ့တန်အောင်ဆိုပြီးတော့သူ့ရဲ့လက်ကိုတွေ့ခိုင်းကရွာတခွင်လှည့်လည်ပြီးတော့အလူပွဲကြီးကျင်းပါခဲ့ပါတယ်။ ပြထွေကလည်းသူ့ကိုပေးတဲ့ပတ်စံကိုယူထားပြီးပြီဖြစ်တာကြောင့်ဘာမှမတတ်နိုင်တော့ဘဲနဲ့အလူတိုင်ရဲ့ကကြီးရဲ့လက်ကိုတွဲပြီးတော့ဘေးနားကနေအလူပွဲကြီးကိုကျင်းပပေးခဲ့ရပါတယ်။တကယ်ဆိုရင်ကို့အစင်တန်းနဲ့ကိုလင်းလိုက်မယ်ဆိုရင်တော့ဒီလိုမျိုးအသားယူခြင်းတဲ့သူတွေနဲ့ကြုံတွေ့ရမှာမဟုတ်ပါဘူး။ဒါပေမဲ့ပြပြထွေကတော့သူမကိုငှားရမ်းသမျှပတ်စံရရင်ပြည့်ရောဆိုပြီးတော့ရှေးသမျှပွဲတွေအကုန်လုံးမှလိုင်လံဖြောပြနေရကြောင်းအခုလိုပြုလုပ်ခံခဲ့ရတာပါ။ဒါကတော့ငါဆိုရင်လည်းဘီယာဆိုင်မှာတခြင်းတီဆိုဖြောပြင်းနဲ့ပြဿနာတွေတက်ပြီးတော့စင်ပေါ်ကဆွဲချခံရတယ်လို့ အဖြစ်တွေနဲ့ကြုံတွေ့ရပူပါတယ်။ဒီလောက်ထိဖြစ်ခဲ့ရကြောင်းမှအမှန်မရှိစွာနဲ့ရှိသမျှပွဲတွေအကုန်လုံးကိုပတ်စံရရင်ပြီးရောဆိုပြီးလိုက်လံဖျော်ဖြေပေးနေရဖြစ်ပါတယ်။ဖြူဖြူထွေးကယိုးသားဖြစ်စဉ်တဲ့သူတယောက်လို့ပြောနေကြပဲမလဲ။သူမကယိုးသားတာထက်ပိုနေပြီးတော့အင်မတန်ကိုပွင့်လင်းစွာဘသူကောင်မှဂရုမစိုက်ဘဲနဲ့လှုပ်ချင်တိုင်းလှုပ်နေခဲ့ရပါ။အခုဆိုရင်တော့ကျေးလက်တော်ရွာတွေကကြုံရကြပန်းအလူပွဲတွေမှာပတ်စံရရင်ပြီးရောလိုက်လံဖျော်ဖြေနေရကြောင်းအလူတိုင်ရဲ့ကကြီးရဲ့အသားယူတာကိုခံလိုက်ရတဲ့ပုံမှာပြိတ္တကြီးတို့ရောဘလို့မျိုးထင်ကြပါသလဲရှင်။ အစောလေးကြေကျပေးတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။